အမေရိကန်ဆိုရရန်တရားလက်ပတ်မှုတွေရပ်တန့်နေတာဒီကနေ့အော်တိုဘာလ23ရက်နေ့ဟာသတင်းပတ်၃ပတ်ထဲကိုဝင်ရောက်လာပါပြီစက်တင်ဘာလကုန်အော်တိုဘာလ၁ရက်နေ့တည်းကိုကူးတဲ့အချိန်မှာစတင်တာမို့ဒီကနေ့ဟာ23ရက်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်ဒီလိုအဆိုရရန်တရားလက်ပတ်မှုတွေရပ်တန့်နေပေမဲ့လည်းတချို့မရှိမဖြစ်အဆိုရဝန်ထမ်းတွေလစာမရဘဲအလုပ်ဆင်းနေကြရဆဲဖြစ်တာကြောင့်ဒီလူတွေကိုလစာပေးနိုင်ရေးအတွက် အမေရိကန်လွှတ်တော်မှာဒီကနေ့ Republican ဘက်ကဥပဒေမူကြမ်းတစ်ခုကိုအထက်လွှတ်တော်မှာတင်သွင်းခဲ့ပေမဲ့လုံလောက်တဲ့အမတ်အရေအတွက်60မရတာကြောင့်မအောင်မြင်ခဲ့ပါဘူးဒီဥပဒေမူကြမ်းအရအစိုးရရန်တရားလက်ပတ်မှုတွေရပ်တန့်နေတဲ့ကာလအတွင်းအလုတ်ဆင်းနေကြရတဲ့ဝန်ထမ်းတွေနဲ့စစ်မှုထမ်းတွေကိုလှစပေးဖို့အဆိုပြုထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီမူကြမ်းဟာသမ္မတထရမ့်အစိုးရအနေနဲ့ဒီလိုခက်ခဲတဲ့ကာလအတွင်းမှာအစိုးရဝန်ထမ်းတွေကိုအလုတ်မဖြုတ်ပါဘူးဆိုတော့ ခံဝင်ချက်မပါတာကြောင့်ဒီမိုကရက်အမှတ်၃ယောက်ကထောက်ခံပေမဲ့လည်းလုံလောက်တဲ့မဲအရေးအတွက်မရတာကြောင့်အဆိုပြုချက်မအောင်မြင်ပဲဖြစ်ခဲ့ပါတယ်ဒီမိုကရက်အမှတ်တွေဘက်ကလည်းတံပြန်အဆိုပြုချက်တင်သွင်းဖို့ပြင်ဆင်နေတာရှိပါတယ်အဲ့ဒီအဆိုပြုချက်မူကြမှာတော့အလုတ်ဆင်းနေကြရတဲ့အစိုးရဝန်ထမ်းတွေတမကပဲ follow လို့ခေါ်တဲ့အစိုးရရန်တွေရရနာထားစဉ်အလုတ်မဆင်းကြရတဲ့ဝန်ထမ်းတွေပါလစာပေးရင်းနဲ့သမ္မတထရမ့်အနေနဲ့ ဒီကာလအတွင်းဝန်ထမ်းတွေကိုအလုံးမဖြုတ်ပါဘူးဆိုတဲ့ဂရီခံဝန်ချက်ပါပါဝင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီအဆိုပြုချက်ဟာလည်းမအောင်မြင်ဖို့များတယ်လို့လွတ်တော်မှတရားနိုင်ငံရေးအကဲခတ်တွေကပါတုံ့တက်နေကြပါတယ်။အစိုးရလက်ပတ်မှုတွေရနှားထားတဲ့ကာလအတွင်းသမ္မတထရမ့်ကအစိုးရဝန်ထမ်း၄တောင်ကျော်ကိုအလုံးဖြုတ်ခဲ့ပြီးဖြစ်ပါတယ်။အထက်လွှတ်တော်ဟာမနေ့ပြန်အောက်တိုဘာ24ရက်နေ့မှာတွေ့ဆုံဖို့မရှိဘဲအောက်တိုဘာ29ရက်တနင်္လာနေ့ကျမှတွေ့ကြမှာမို့အဲ့ဒီကြာရင်အစိုးရလက်ပတ်မှုရပ်တန့်နေတာဟာလည်း29ရက်ရှိလာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ